အားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြောပြပေးမယ့်အကြောင်းကတော့ကျွန်တော်တို့ပြီးခဲ့တဲ့နေ့က DV ထိုးထားပြီးတော့အဲ DV စစ်ဖို့အချိန်ရောက်ပြီပေါ့နော်အဲဒါကြောင့် DV စစ်တဲ့နေ့နဲ့အဓိကကျွန်တော်ပြောချင်တာကတော့ DV ထိုးခဲ့တဲ့ကောင်က confirmation number ပျောက်သွားတဲ့သူတွေအတွက်ပေါ့နော်သူတို့တွေ confirmation number ပျောက်သွားလို့ပြန်ရှာနေရတဲ့အတွက်ကျွန်တော်တို့ပြန်ရှာရမလို့ပဲနဲ့လွယ်တကူဘယ်လိုစစ်လို့ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဖျက်ပြပေးမှာဖြစ်ပါတယ် ထမဆုံးကတော့ကျွန်တော်တို့ဒီ DV program ကိုစစ်တဲ့ website ပေါ့เนาะကျွန်တော်တို့ DV pro dvprogram.state.gov ပေါ့အဲဒီပုံမှန် website ကိုပဲဒါဝင်ရမှာဖြစ်ပါတယ်ဒါကျွန်တော်ဟိုက browser မှာလည်းရိုက်ပြထားပါတယ်ဗျအဲ့ဒီကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒါ electronic diversity visa program ဆိုပြီးတော့ဒါပေါ်နေမှာဖြစ်ပါတယ်အောက်မှာကျွန်တော်တို့ check setup ကိုပဲ set နေလိုက်ပါ ဒီဆက်မှာလည်းကျွန်တော်တို့ဝဲကန်းဆိုပြီးတော့အောက်မှာကျွန်တော်တို့ continue ဆိုတာတွေ့ရမှာဖြစ်ပါတယ်အဲဒီ continue ကိုပဲစနိုက်သွားလိုက်ပါနော်ဒီအဆင့်ပေါ့ဒီအဆင့်မှာဆိုရင်တော့ကျွန်တော်တို့ဒါ confirmation number ကိုမှတ်မိတဲ့သူတွေကတော့ဒီအဆင့်မှာပဲဒါ number 1မှာ confirmation number number 2မှာကိုယ့်ရဲ့ last name number 3မှာကိုယ့်ရဲ့မွေးကူနှစ်ကိုထည့် number 4မှာကျွန်တော်တို့ဒါ authentication ပေါ့သူပြထားတဲ့စာသားကိုရိုက်ထည့်လိုက်ရင်ဒါ submit ကိုနှိပ်လိုက်တာနဲ့ ဒါ confirmation number တီးပြီးသားလူတွေကတော့ဒါကိုယ့်ရဲ့ DP အဲမှာ selected ဖြစ်လာနော်နောက်ပြီးတော့မပေါဘူးလားဆိုတာကိုဒါသိနေမှာဖြစ်ပါလေတကယ်လို့ကိုယ်က confirmation number ကိုတောက်သွားခဲ့လေဆိုရင်တော့ကျွန်တော်ဒီတစ်ဆင့်မှာ for confirmation number ကိုကျွန်တော် set လိုက်ရမှာဖြစ်ပါတယ် အဲဒီနေရာမှာနံပါတ်1ကတော့ဘာမှရွေးတာမလို့ပါဘူးနံပါတ်2မှာတော့ကိုယ့်ရဲ့ last name first name middle name ကိုထည့်ရမှာဖြစ်ပါတယ်နံပါတ်3မှာတော့ကျွန်တော်တို့ဒါမွေးကုနစ်ပေါ့နော်ကိုယ့်ရဲ့အဲမွေးရဲ့မွေးလမွေးကုနစ်ကိုထည့်ရမှာဖြစ်ပါတယ်အဲနံပါတ်4မှာတော့ကျွန်တော်တို့ဒီ DB ထိုးခဲ့တုန်းကပေါ့နော် DB ရှောက်ခဲ့တုန်းကသုံးခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီ email address ပေါ့နော်အဲ gmail ဖြစ်ဖြစ်ထည့်ရပြန်ထည့်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးတော့ထုံးစံတိုင်းမှာကျွန်တော် authentication မှာသူပြထားတဲ့စာသားကိုရိုက်ထည့်ပြီးတော့ စနစ်စနစ်ကိုနှိမ့်လိုက်ရပါပြီ။ဒါဆိုရင်တော့ကျွန်တော်နံပါတ်1မှာကျွန်တော်တို့ဒီ diversity ရဲ့ confirmation number ကိုပြန်ချတတ်ပြီးတော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ဒီဆင့်မှာကျွန်တော်တို့အဲ့ဒီ authentication လုပ်ပြီးတာနဲ့ submit ကိုနှိမ့်လိုက်တာနဲ့ကို DV program မှာအဲဒီ DV ပေါက်လာပါတော့အဲ့ဒါမပေါက်ဘူးလားဆိုတာသိနိုင်မှာဖြစ်ပါတယ်။ကဲအားလုံးပဲကံကောင်းကြပါစေ။အဆုံးထိလိုက်ပါကြည့်ရှုခဲ့ရတဲ့ကျေးဇူးတင်ပါတယ်။